စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မေ့လိမ့်နဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကเนาะစိတ်ချမ်းသာတဲ့လူကလည်းတောကတွေပိုးတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်เนาะ ပစ္စည်းဥစ္စာအတွက်သောကဖြစ်တယ်။သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်သောကဖြစ်ရတယ်။နော်။ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်သောကဖြစ်တယ်။တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်သောကဖြစ်တယ်။အလုံးဟာသောကလေးတွေနဲ့ကျွေးနေကြတာ။အဲ့ဒီသောကဆိုတာဒေါမနတပဲ။ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့။အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့။အေးဒါကြောင့်မလို့ တောကခင်းအောင်နေခြင်းလို့ရှင်မလိုရမလဲလို့ဆိုရင်ပြတ္တာမှုတွေကိုရှောင်ရတယ်ပြတ္တာမှုရှိလေလေတောကကြီးလေလေပြတ္တာမှုကြီးလေလေတောကကြီးလေလေပြတ္တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လဲလို့မရဘူးတစ်ပြင်ရှိရင်တည့်ရိပ်ရှိမှာပဲပေါ့ဘာဖြစ်လို့တော့ဆိုတော့တောကဆိုတာတွေ့တာမှုရဲ့အရေးပဲလေသူကတွေ့တာမှုကိုမဖြောက်ဖဲနဲ့တောကဆိုတာဖြောက်လို့မရဘူးတဲ့နော် စဉ်းစားကြည့်ပေါ့ဒီထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တလုံးပိုင်ထားတယ်ဆိုပါစို့ဟောအဲ့ဒီအိမ်တလုံးပိုင်ထားတဲ့အခါဆောင်းရသည်တို့၊လွေရသည်တို့ဗမာပြည်မှာဒီဟာမိကခဏတည်းလောင်တတ်တယ်မဟုတ်လားမိမစိုးရင်ရဘူးလားစိုးရင်လည်းဆိုကြတဲ့တော့ကလေကိုယ့်အိမ်မှာမိစိုးရင်ရဟောစိုးရင်နေတာတော့ကကဲအဲ့ဒီအိမ်လေးကိုကြိုက်တဲ့ဈေးရလို့ရောင်းပလိုက်တယ် ရောင်းပလိုက်တဲ့အခါကျတော့အဲ့ဒီအိမ်လေးပေါ်မှာတောကဖြစ်သေးလားမဟုတ်ပါဘူးဘာလို့ကိုမမပိုင်တော့တာကိုဟာလို့မတတ်မှတ်တော့ဘူးလေအဲ့တော့ကိုဟာလို့တတ်မှတ်မှတောကဆိုတာဖြစ်တာအဲ့ဒါကြောင့်မလို့အဲ့တော့တလောကလုံးကိုကိုဟာလို့မတတ်မှတ်နဲ့ကိုကိုကိုတောင်ကိုဟာလို့မတတ်မှတ်ဘူးဆိုလို့ရှင်တောကဘုဒ္ဓတော်မှဖြစ်တော်မူတယ်ဒါကငါသားဒါငါသမီးဒါငါပစ္စည်းဒါငါအမေဒါငါအမငါမောင်နှမစသဖြင့် ငါနဲ့သိမ့်ပိုက်ထားတာမှန်တယ်မြတ်တော့ကဖြစ်เสียအားကြီးပဲနောက်ဆုံးမှာငါဆွေမျိုးငါတငယ်ချင်းဆိုတာပါပါသေးတယ်ငါပစ္စည်းငါဥစ္စာဟောအဲ့ဒါလို့ပြတ္တာမှုကိုအခြေခံပြီးတော့ထင်မြင်ယူဆမှုသိမ့်ပိုက်မှုတွေရှိနေသေးတယ်မြတ်ကာလပတ်လုံးသူတို့အတွက်မှာတော့ကဖြစ်မှာပဲအဲ့တော့တော့ကဆိုဒီမှာပြတ္တာမှုတွေကိုအခြေခံပြီးတော့လာတယ်နောက်ဆုံးဘသူမှတွေ့ကြရမရှိရင်ကိုယ့်ကိုယ်ကိုတွေ့တယ်လေ ကိုကိုကိုတွေ့ရင်လည်းကို့အတွက်တော့ကပဲဖရာယနာဖြစ်သွားရင်စဉ်းစားကြည့်ဖရာယနာဖြစ်သွားပြီဆိုတာဟာဘသူကမှမတွေ့ဘူးသူ့ကိုယ်သူလည်းမတွေ့တော့ဘူးသူ့အသက်ကိုလည်းမတွေ့ဘူးသူ့ခန္ဓာကိုလည်းမတွေ့ဘူးသူတွေ့เสียရဆိုတော့ဘာမှမရှိတော့မရှိတော့ဘူးဆိုတော့တောကပဲရလာမှာတော့လာเสียရမရှိတော့ဘူးလေတောကလမ်းကြောင်းတွေအကုန်ပိတ်သွားပြီတောကလာတာတွေ့တာမှုလမ်းကြောင်းကလာတာလေအတွေ့တာမှုတွေအကုန်လွတ်လိုက်တယ် လူတွေမှာတိတိတွတ်တာမှုတွေဘလောက်ဖြတ်ဖြတ်ဘုန်းကြီးတွေရောတော့ကမရှိဘူးလားရှိတယ်လေနော်ဘာလို့လို့ဆိုငါเจ้าတို့ငါငါတကာတို့ငါတကမဆိုတာဒါရှိသေးတာဟုတ်နော်ကားပိုင်ရင်လည်းငါကားဆိုလေးရရှိသေးတယ်အဲ့ဒါရှိနေရင်တော့တော့ကရှိအောင်မှာပဲသို့တော့ပိုင်ဆိုင်တိုင်းတော့ကဖြစ်သလားလို့ဆိုမှဖြစ်ဘူးနော်ပိုင်ဆိုင်တာနဲ့တော့ကဖြစ်သလားဆိုမှဖြစ်ဘူးတွေ့တာမှတော့ကဖြစ်တယ်အဲ့တော့မတွေ့တာအောင်ရှော့ချတာရမယ် ဒီလိုဆိုလိုတာเนาะ